မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတော်မြို့နယ်ရှိကြံခိုင်ရုံကိုပျောက်ကြားအဖွဲ့များမိုင်းခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ရှိအကြံဖက်စစ်တပ်လက်ဝေခံကြံခိုင်ပါတီရုံကိုမျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ22ရက်ည9:00နာရီအချိန်လက်ပြပုံတွင်ပြင်းအားမြင့်မိုင်းတွင်တွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် တိုက်ခိုက်မှုကိုရန်ကုန်အာမီပွိုင်းအင်းနဲ့အနောက်ပိုင်းခရိုင်ပကားဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်းအားမြင့်မိုင်းတစ်လုံးနဲ့လက်ပြပုံနှလုံးပြစ်ခတ်နိုင်ခဲ့တာကြောင့်ကြန့်ခိုင်ရေးယုံကိုလုံခြုံရေးယူပေးနေတဲ့အပြာဝတ်သူတွေကိုပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမီပွိုင်းအတာဝန်ရှိသူတွေကပြောပါတယ်။ရုံဆင်းလာမဲ့ချိန်ကိုစောင့်ပြီးတွေ့တာပါထိခိုက်မှုကတော့ရှိမှာပါ။ကျွန်တော်တို့မိုင်းကိုအေးဆေးထောင်ခဲ့ရတယ်ဆိုတော့နောက်ပြီးလက်ပြပုံနဲ့ပါပြစ်ခွဲခဲ့တယ်။အဲ့ဒီမှာရက်ကွက်လုံခြုံရေးအတွက်ခံထားတဲ့အပြာဝတ်ကောင်တွေပါရှိတယ်။ သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမေပွိုင်းအတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။အထက်ပါတိုက်ခိုက်မှုအပြီးကြောက်ကြားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရာဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကျင်းပဖို့အချိန်သိမ့်မလိုတာကြောင့်အဆိုပါရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ထားကြတဲ့မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာပါတယ်။ရှန်ကုန်အာမီ YA အပါအဝင်မြို့ပြပြောက်ကြားတပ်ဖွဲ့တွေကအကြံဖက်စစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်ကြမဲ့သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားပါတယ်။ကြံခိုင်ရေးပါတီဟာအကြံဖက်စစ်တပ်လက်ပါစီအင်အားကြီးပါတီတစ်ခုဖြစ်ပြီးစစ်ကောင်ဆောင်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာနေရာရဖို့အယက်သားပြည်သူတွေကိုမလုံးပေးလိမ့်လည်းမဲဆွဲမှုတွေလည်းဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆလပီမြောက်ဝတီတောင်ဘက်မင်းလက်ပံရွာတွင်အကြံဖက်စီအိုစုနဲ့ KNLA ပူးပေါင်းတပ်များကြားနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ခရင်ပြည်နယ်မြဝတီမြို့တောင်ပံထိုင်းမြန်မာနယ်စပ်အနီးရှိမြင်းလက်ပံကျေးရွာတဝိုက်တွင်စစ်ကောင်စီတပ်များနှင့် KNL ဦးဆောင်သောတော်လန်ရေးပူပေါင်းတပ်ဖွဲ့များအကြာနိုဝင်ဘာ22ရက်မှစတင်ကယနေ့နိုဝင်ဘာ22ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပါသည်ရေပြင်သတင်းရင်းမြစ်များ၏အဆိုအရစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်နိုဝင်ဘာလ22ရက်နေ့ကလေးကမြဝတီဘောလီလမ်းပိုင်းရှိအင်ချင်းမြိုင်ခြေရွာဘက်မှတက်စဉ်မင်းလက်ပံခြေရွာဘက်သို့စစ်ကြောင်းထိတက်လှုပ်ရှားလာခဲ့ခြင်းဖြစ်ပါသည် အဆိုပါစစ်ကြောင်းကို KNL တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာ22ရက်ကတည်းကစစ်ကြောင်းထိုးလာလို့ပြစ်ခတ်မှုတွေစတင်တာပါ။ဒီနေ့နိုဝင်ဘာ22ရက်မှာလည်းထပ်ပြီးထိတွေ့မှုတွေရှိနေတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူပေးနေတယ်လို့တော်လှန်ရေးတပ်တွေဘက်ကလည်းသူတို့စစ်ကြောင်းကိုဟန်တာဖို့ကြိုးစားနေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်တအူးကပြောကြားပါတယ်။ ယနေ့နိုဝင်ဘာ22ရက်နေ့နက်ပိုင်းတွင်လည်းစေကောင်စီတပ်များကမင်းလက်ပံရွာအတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းလာမှုကြောင့်ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပါသည်စေကောင်စီဘက်ကလက်နက်ကြီးများဖြင့်ပစ်ကူပေးကာထိုးစစ်ဆင်နေသလိုဒေါ်လန်ရေးတပ်ဖွဲ့များဘက်ကလည်းအပြင်းထန်ခုခံတိုက်ခိုက်လျက်ရှိပါသည်တိုက်ပွဲများကြောင့်မင်းလက်ပံရွာနှင့်အနီးအနားရှိဖလူရသေးကူစာတိကျေးရွာများမှဒေသခံပြည်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါသည် စစ်ကောင်စီတပ်ဤလက်နက်ကြီးကြီးများခြေရွာများအတွင်ကြားရောက်ပောက်ကွဲမှုများရှိနေသဖြင့်ဒေသခံများမှနေဆက်ဖြတ်ကျော်ကထိုင်းနိုင်ငံဘက်ခြမ်းနှင့်တောင်ရင်မြစ်ကန်တခုတလျှောက်တွင်ယာယီခိုလုံနေကြားရကြောင်းသိရပါသည်စစ်ကောင်စီသည်ပြီးခဲ့သည့်လပိုင်းများအတွင်လက်လွတ်ခဲ့ရသောမြဝတီဘောလီလမ်းပိုင်တလျှောက်ရှိနေမည်များကိုပြန်လည်စုမိုးနိုင်ရနှင့်လေးကေကော်မျိုးတဲ့အပါအဝင်မင်းလက်ပံဖလူဒေတာများကိုထိန်းချုပ်နိုင်ရအတွက်အောင်စေရစစ်စင်ရေးကဲ့သို့သောထိုးစစ်ဆင်မှုများကိုအဆက်မပြတ်ပြုလုပ်လျက်ရှိပါသည် ယခုတစ်ကြိမ်စစ်ကြောင်းထိုးမှုသည်လည်းအစိုးရနယ်မြေစိုးမိုးရေးစစ်ဆင်ရေးဤအစိအပိုင်းတစ်ခုဖြစ်ပြီးနှစ်ဖက်စစ်ရေးတင်းမာမှုမှာရောကျသွားခြင်းမရှိသေးပေ။လက်ရှိအချိန်တွင်တိုက်ပွဲဖြစ်ပွားရနေရာတဝိုင်း၌စစ်ရေးအခြေအနေရှုပ်ထွေးလျက်ရှိပြီးဒေသခံများအနေဖြင့်လုံခြုံရေးအထူးသတိပြုကြရန်တော်လှန်ရေးအင်အားစုများကသတိပေးထားပါသည်။ဆက်လက်ပြီးကြောက်ဖြူမှအကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအာရကတပ်တော် AA ပြန်လည်တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအချို့ကိုအာရကတပ်တော် AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေတယ်လို့သိရပါဗျ။လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့ဟာတိုင်းချောင်းတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအရီနာကစစ်ကောင်စီတပ်ရဲ့စခန်းငယ်တချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်မှာစေကောင်စီတပ်ဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကြီးရွာကနေရေနံတောင်ချောင်းဝမင်းပြင်စတဲ့ကြီးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာခဲ့ပေမယ့် AA ရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ဒါကြောင့်အရက်ကတက်တော် AA ဟာသူတို့လက်လွတ်ဆုံရှုံထားရတဲ့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးလက်ရှိမှာစခန်းတချို့ကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။တိုင်းချောင်းကျေးရွာအနီးနဲ့တိုင်းချောင်းတောင်တွေမှာတိုက်ပွဲတွေပြင်းထန်နေကြတာပါ အေအေကမင်းပြင်ကနေတိုင်းကြောင်းဘက်ကိုထိုးစစ်ဆင်နေတယ်လို့ကြားရပါတယ်။အဲ့ဒီနေရာတွေဟာအေအေကအေအေတင်ထားတဲ့နေရာတွေပါ။ဒါကိုပြန်လဲရရှိဖို့အေအေကတပ်ဖန်ထိုးစစ်ဆင်လာတာပါ။အခုတိုင်းချောင်းရွာအနီးကစခန်းတချို့ကိုပြန်လဲသိမ်းယူတာရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအူးကပြောပါတယ်။စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကျေးရွာအနီးကိုလေကြောင်းကနေအဆက်မပြတ်ဖုံးကျဲချတိုက်ခိုက်နေပြီးရေတပ်သင်းပေါ်တွေကလည်းလက်နက်ကြီးတွေပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ အလားတူတစ်ပုတ်တောင်ရေးတဲ့စခန်းတညောက်ပရိရေးတဲ့ဌာနချုပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကြောက်ဖြူရန်ပြေကားလမ်းပိုင်းခွစုံအနီးရှိပြားတဲကြီးပါအနီးနားမှာအင်အားတရာကျော်နဲ့တပ်ဆွဲနှိယာယူထားတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ဟောင်းကြောက်ဖြူမြို့နယ်မှာအင်အားအများပြားဖြည့်တင်ကာအေအေထိန်ချုပ်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတိုင်းချောင်းမင်းပြင်းရေနံတောင်ချောင်းဝစားတဲ့ကြီးပါတွေကိုစစ်ကြောင်းထိုးထိုးစစ်ဆင်လာတာဟာ ရန်ပြဲမျိုးနယ်ကိုဆက်လက်စစ်ကြောင်းထိုးနိုင်ဖို့အတွက်လှုံ့ဆော်လာနေတာဖြစ်တယ်လို့လည်းကြောက်ဖြူဒေသခံစီရီတင်းရင်းမြစ်တအူကပြောပါရယ်စစ်ကောင်စီတပ်ကရွေးကောက်ပွဲမကျင်းပခင်အတီးတော့ကြောက်ဖြူမျိုးနယ်ကအေးအေးထိန်ထားတဲ့နေရာတွေကိုရှားတလောက်ထိုးစစ်ဆင်မဲ့အနေထားပါအခုလည်းကြောက်ဖြူမျိုးကိုအင်အားတွေအရန်ဖြည့်တင်းထားပါရယ် ိုင်းချောင်းတို့မင်းပြင်တို့ကိုထိုးစစ်ဆင်လာတာဟာရန်ပြက်ဘက်ကိုဥတည်နေတဲ့သဘောဖြစ်ပါတယ်လို့အဆိုပါဒေသခံကစက်ပြောပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေကိုကျေးရွာပေါင်း20နီးပါးမှာဒေသခံ300ကျော်ဟာဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးစာဝတ်နေရေး၊နေထိုင်ရေးတွေအခက်အခဲတွေရှိနေကြတယ်လို့လည်းကြောက်ဖြူဒေသခံတွေစီကသိရပါတယ်။ကျောက်ဖြူမြို့မှာတရုတ်စီမံကိန်းများစွာရှိနေတဲ့အပြင်စစ်ကောင်စီတပ်ရဲ့ဒဏ္ဍာရီရေးတပ်ဌာနချုပ် ခလာရ34ခမာရ942ခမာရ943အမှတ်32ရဲတရင်တောင်မော်ကြီးရေတပ်စခန်းအုံချွင်ရေတပ်ဌာနခွဲတို့ရှိပြီးရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ဆက်လက်ပြီးစစ်တပ်ပါရာမော်တာတစီပေါက်နဲ့မြိုင်အဆက်မှာပြက်ကျတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်တရဲ့ပါရာမော်တာတစီဒီကနေ့ညနေပိုင်းမှာပေါင်းနေမြိုင်မြို့နယ်အစပ်မှာပြတ်ကျခဲ့တာမှာစစ်သားတည်ဆုံခဲ့ပြီးတော့စစ်တပ်လေဒီတွေကိုတော်လန်ရေးတပ်တွေကတင်စီရရှိခဲ့တယ်လို့ကနေဦးသတင်းရရှိပါတယ် ပခုတ်ကူတမတရားတစ်ကတက်လာတဲ့စက်တက်လေဒီနှစ်စီးကပေါက်နေမြိုင်နေအဆက်ကိုဖုံးကျဲပြီးအပြတ်မှာတစည်းပြတ်ကျသွားခဲ့တာဖြစ်တယ်လို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းမြိုင်ကသတင်းထုတ်ပြန်ပါတယ်စက်တက်လေဒီဟာနိုဝင်ဘာလ22ရက်ညနေ9:20မိနစ်ခန့်မှာပြတ်ကျခဲ့တယ်လို့ဖော်ပြထားပါတယ်စက်တက်လေဒီကို တော်လန်ရေးအဖွဲ့တွေကရွှေပြောင်းတည်ဆောင်ပြီးဒိန်းယူနိုင်ခဲ့တယ်လို့ဒေသခံတော်လန်ရေးတပ်ဖွဲ့ဝင်တာဝန်ရှိသူတွေကအတည်ပြုပါတယ်နှစ်စီးတက်လာတာတမတရားတက်ကနေပြစ်တာတစည်းထိတယ်လို့မြိုင်ကာကွယ်ရေးအဖွဲ့ဝင်တအူးကပြောပါတယ် ပြည်သူများလုံခြုံရေးအတွက်နေရာတွေမပေါ်ပြတော့ပါဘူးခင်ဗျာပြည်သူတွေရဲ့စူးစမ်းမှုကြောင့်ပြက်ကျသွားတာလို့သိရပါတယ်ခင်ဗျာပြည်သူများပျော်ရွှင်ကြည်နူးကြပါစေလို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းမြိုင်ကဆက်လက်ဖော်ပြထားပါတယ်ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်